အလုံးမဲမင်္ဂလာပါရှင်ရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဘားလ26ရက်နေ့အတွက်နောက်ဆုံးရမလူသားကျွတင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အထူးမိုးလေဝသအနေဖြင့်နောက်24နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်းအသည်တစ်လုံးဖြစ်ပေါ်လာမည့်အခြေအနေများနဲ့မုန်တိုင်းလက်ကျန်မှုကြီးခြင်းကြောင့်ဆိုရင်ရေမတ်ထက်ကျော်လွန်နေသောရေကြီးခြင်းအန်ဒီယေ3ပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်ပထမဆုံးအနေဖြင့် မိုးစလာမှာနောက်ဆုံးထုတ်ပြန်ထားသောမုံတိုင်းငယ်သတင်းအစီအစဉ်များကို တင်ပြပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်17နိုင်ခွဲအချိန်တိုင်းထွားချက်များအရဘင်္ဂလားပလီယောရှိတောင်ပိုင်းတွင်ဖြစ်ပေါ်နေသော အာကောင်းသောလီဖီးယားနယ်ရဝင် Wild Milk Low Pressure Area သည်အနာဘတ်သို့ရေလျားခဲ့ပြီးပုံမအာကောင်းလာကမုံတိုင်းငယ် Depression အဖြစ်သို့ရောက်ရှိခဲ့ပါသည်။အဆိုပါမုံတိုင်းငယ်သည်မြန်မာနိုင်ငံကိုကိုကျွန်းမြို့၏အနောက်တောင်ဘက်ရေမှ330မိုင်ခန့် အိန္ဒိယနိုင်ငံချင်းမိုင်မြို့၏အရှိအရှိတောင်ဘက်ရေမိုင်း930မိုင်ခန့်ကာဂီနာဒါမြို့၏အရှိတောင်ဘက်ရေမိုင်း940မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါသည်မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဦးတည်၍လျားမည်အခြေအနေမရှိရာကြောင့်အဝါရောက်အစဉ်ဟုသတ်မှတ်ပါသည်မုံတိုင်းငယ်ဤတင်ရပိုချက်လေးပြားနယ်လေးတိုင်းတော့အဆိုပါမုံတိုင်းငယ်သည်မြန်မာစံတော်ချိန်၁၇နိုင်ခွဲအချိန်တွင်ညလက်တီကျု 30.8ဒီဂရီနဲ့အရှိလောင်ကြီးစု89.3ဒီဂရီတွင်ရှိပြီးဘူချက်လီပီအား1000ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအီလင်မိုင်300အမြင့်ဆုံးလေတိုင်းနှုန်းမှာတနအီလင်မိုင်30နှုန်းခန့်ဖြစ်ပါတယ်။နောက်24နာရီအတွင်းခံမှန်းချက်အဆိုပါမုန်တိုင်းငယ်သည့်အနာနာမြပတ်သွင်းရလျာနိုင်ပြီး26ရက်စေလ2025ရက်နေ့၌အကောင်းသောမုန်တိုင်းငယ် deep depression ဖြစ်သူ၎င်း 29ရက်စလ2025ရက်နေ့၌ဘင်္ဂလားပလင်အော်အနောက်တောင်ပိုင်းတွင်ရင်းနှင်းဆက်စပ်လျက်ရှိသောဘင်္ဂလားပလင်အော်အနောက်လယ်ပိုင်းတို့တွင်ဆိုက်ကလုန်းမော်တိုင်းအဖြစ်သို့၎င်းရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။တတိပိန်းနိုးစော်ချံအဆိုပါမုန်တိုင်းငယ်ကြီးအရှင်ကြောင့်ယနေ့မွန်တဲမှနောက်24နာရီတွင်တင်းထိုင်တိုင်းဒေသကြီးချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျကျမှနေရာစိစိနှင့်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး၊မကွေတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့ရဲ့နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရနိုင်ပါတယ်။မြို့ဝကျွန်းမမဒမကွေမုန်တနင်္သာရီကံရန်တရှာနေကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လီပင်များကြာရောက်ပြီးလှိုင်းတင်တင်မှလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးသည်တနအီလ25မိုင်မှ မိုင်30အထိတိုက်ခတ်နိုင်ပါသည်။လိုင်းမြင့်မှာမြေဝါကျုံမမိုးတမခွေ့မွန်တနင်းတိုင်းကန်ရန်တရှာနှင့်ကန်လွန်ပင်လေပြင်းတို့တွင်ခုနှစ်ပေမှကိုးပေခန့်ရှိနိုင်ပါသည်။ကြံမြမပင်လေပြင်းတွင်လိုင်းနေငယ်မှအလိုင်းတင်တင်ရှိမည်။လိုင်းမြင့်မှာရခိုင်ကန်ရန်တရှာနှင့်ကန်လွန်ပင်လေပြင်းတို့တွင်၄ပေမှ6ပေခန့်ရှိနိုင်ပါသည်။တို့ဖြစ်ပါ၍မုံတိုင်းငယ်အရှိန်ကြောင့်မိုးသည်ထန်စွာရသွန်းခြင်းနဲ့တူ လေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေးကြီးခြင်းနဲ့ညပြိုခြင်းစသည့်သဘောအပင်အနေများဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါယံကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်ညပြိုမှုအနေရနဲ့မြင့်ငယ်ချောင်းငယ်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါယံနဲ့ပြည်ရင်းလေကြောင်းပြန်တန်းရင်မြမကဲရန်တရှာနှင့်ကဲလွန်ပလဲပြင်းတို့ရှိ ကန်နီကန်ဝေငါးဖက်ရည်ရင်များတင်မောများအနေဖြင့်လည်း ချိုတင်သတိပြုနိုင်ပါယံအတိပေးနှိုးဆော်အပ်ပါတယ်။ဆက်လက်ပြီးမိုးလေဝသနှင့်ဆလာဘီယာညွန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောပြည်ရည်ကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးပါမယ်။ယနေ့25ရက်စလ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေအခြေအနေတင်ပြပေးလိုက်ပါတယ်။မြေကြီးနာမြေရည်လီလာမာခံပြန်တက်မနေ့ကညနေမှ12နာရီတွင်မြေကြီးနာမြို့ဤမနေ့ကမြင်ဆုံမှုချိန်32.5ဒီဂရီစင်တီဂရိတ် ယနေ့အနေဆုံးပူချိန်73.8ဒီဂရီစင်တီဂရိတ်ဖြစ်ပါတယ်ရှင်။မြကြီးနားမြေသည်ဆွေးရင်မတ်800စင်တီမီတာသို့ရရှိရန်185စင်တီမီတာ28ပေခွဲကျော်ခန့်အလိုရင်းရရှိနေပါသည်။ညီအတဲကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။သူကဲမြေကြီးနိုင်တဲ့အချိန်နေမတွေ့ရှိသေးပါရှင်။အီယာဝတီမြေအထက်ပိုင်းမှာမူအားနိုင်ငယ်ရှိနေပါသည်။ရန်ဖန်ရန်ကအီယော်တီမြစ်စုံထက်ပိုင်းမှာနေရာကွက်ရင်မူသေးထန်စွာရသွန်ချင်များကြောင့် နစ်ကြီးနာမီကြာစင်နေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အီအော်ဒီမြင့်အထက်ပိုင်းမိခါမြင့်နဲ့မိခါမြင့်ဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အီအော်ဒီမြို့တခြားနဲ့ချင်းနစ်မြို့တခြားမြကန်နီမြင်းနေဒေသများနဲ့မြင်းတို့ကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အယဝတီမြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းနှင်းမြေအချင်းနှင်းခန်တီမြေတလမခန်ထက်ကြောင့်နေရညနေမှ12နာရီတွင်မုံရွာမြေလေးလမခန်ထက်ကြောင့်နေရညနေမှ12နာရီတွင်ချင်းနှင်းမြေတဲကြပုံမှန်နေထားခန့်မှရှိနေပါမည်။ထုကဲမြေကျင်းနိုင်သည့်အချင်းနှင်းမတွေ့ရှိသေးပါရှင်။ ကန်ဒီဟောမလင်းဖောင်ပြင်းမော်လိုက်ကလေးဝမင်းကင်ကနီမျိုးနဲ့မော်ယာမျိုးတို့မြေကြီးများပြပြချင်းဆက်လက်ကြဆင်နေပါမယ်။အေယဝတီမြေကြီးချင်းနေဗမောရှေကူကတ္တာထီချိုက်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူညာဦးချောင်းအောင်လန်းပြီးစိတ်သာဟင်္ဒရာနဲ့ဇလုံမျိုးတို့မြေကြီးများပြပြချင်းဆက်လက်ကြဆင်နေပါမယ်။အေယဝတီမြေကြီးမြင့်တက်မှုကို24နိုင်ဆောင်ချီတင်ပြပေးနေပါရရှင်။ ထူခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးမနက်ဖြန်မလို့တာအချိန်နဲ့ဘလို့ရှိမလဲ။မင်္ဂလာပလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အချိန်နဲ့သိစိတ်ကိုကြည်လိုက်ကြရအောင်။2025ခုနှစ်အော်တိုဘားလ25ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရ။မင်္ဂလာပလင်အော်ချိန်နေ့ယနေ့မြန်မာစံတော်ချိန်7:00နာရီခွဲအချိန်တိုင်းထွားချက်များအရမင်္ဂလာပလင်အော်အစီတောင်ပိုင်းတွင် ဖြစ်ပေါ်နေသောအာကောင်းသောလေပြင်းရဲ့ဝင်ဝဲမက်ကလိုပရက်ရှာအေရီးယားသည်အနောက်ဘက်သို့ရေလျားခဲ့ပြီး ပုံမအားကောင်းလာကမူနိုင်ငယ် depression ဖြစ်သို့ရရှိခဲ့ပါသည်အဆိုပါမူနိုင်ငယ်သည်မြန်မာနိုင်ငံကုကိုချွန်းမြို့၏အနာတောင်ဘက်ရေမိုင်း330မိုင်ခန့်အိန္ဒိယနိုင်ငံချင်းမိုင်မြို့၏အရှိရှိတောင်ဘက်ရေမိုင်း930မိုင်ခန့်ကာကီနာဒာမျိုး၏အရှိတောင်ဘက်ရေမိုင်း940မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟုပြနေပါသည်။အဆိုပါမွန်တိုင်းငယ်သည်အနောက်အနောက်မြောက်ဘက်သို့ရေလျားနိုင်ပြီး26ရက်စည်လ2025ရက်နေ့၌အာကောင်သောမွန်တိုင်းငယ် D depression ဖြစ်သူလကောင်း29ဆယ်လ2025ရင်းနေနိုင်ဘင်္ဂလားပလင်အနာတာမိုင်းနဲ့ယင်းနဲ့ဆက်ဆက်လျက်ရှိသောဘင်္ဂလားပလင်အော်အနာလယ်ပိုင်းတို့တွင်စိုက်ကလုန်းမုန်တိုင်းဖြစ်သူလကောင်းရရှိနိုင်သည်ဟုခန့်မှန်းရပါသည်ဘင်္ဂလားပလင်အော်မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းပြီးကပလီပလယ်ပြင်မြောက်ပိုင်းတွင်တိမ်အထင်အင့်ဖြစ်ထွန်းနေကကပလီပလယ်ပြင်တောင်ပိုင်းနှင့်ကျမီလာပလယ်အော်ရိုတွင်တိမ်ထူထန်နေပါသည်။မနက်ဖြန်နံနက်အထိခံမှန်းချက် တင်းတိုင်းတိုင်းဒေသကြီးတွင်နေရာဆဲဆဲကချင်ပြည်နယ်တွင်နေရာကျဲကျဲနဲ့ပြီးပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်ကြားမှုထစ်ဆုံရပြီးကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တင်းတင်းတင်းဖြစ်ထွန်းမြီရွာရဲရုံဖြစ်ဖြစ်ပါရီပြီးပြီးတော့နေရာကွက်ကြားမှုထစ်ဆုံရမြီရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ဆုံရမြီ မန္တလေးတင်းတင်းတင်းဖြစ်ထွန်းမည်ဘကုနေရွက်ကြမူထချုံရမည်မကွေးနေရွက်ကြမူထချုံရမည်ဟောင်မလင်းနေရွက်ကြမူထချုံရမည်မုံရတင်းတင်းတင်းဖြစ်ထွန်းမည်နေရွက်ကြမူထချုံရနိုင်ပါသည်ပသိန်းနေရွက်ကြမူထချုံရမည်ဓာဝဲနေရွက်ကြမူထချုံရမည်မြေကြီးနာနေရွက်ကြမူထချုံရမည်လိုက်ကောနေရွက်ကြမူထချုံရနိုင်ပါသည်ဖအန်းနေရွက်ကြမူထချုံရနိုင်ပါသည် ဟာခါနေရာကွက်ကြားမုထစ်ချုံရမည်မော်လမြိုင်နေရာကွက်ကြားမုထစ်ချုံရမည်စစ်တွေးနေရာကွက်ကြားမုထစ်ချုံရမည်လာရှိုတိန်တင်တင်ဖြစ်ထုံးမည်နေရာကွက်ကြားမုထစ်ချုံရနိုင်ပါ रे တောင်ကြီးနေရာကွက်ကြားမုထစ်ချုံရမည်ကျိုင်းတုံတိန်တင်တင်ဖြစ်ထုံးမည်နေရာကွက်ကြားမူရနိုင်ပါ रे မုဒိန်တာ ဖြစ်ပေါ်မူချိန်နေတရင်တိုင်းတိုင်းဒေသကြီးတွင်မုတိန်တာများဖြစ်ထွန်းမှုအကောင်လျက်ရှိပြီးအဆိုပါမုတိန်တာများရွေလျာရနေရတဲ့လျှောက်တွင်မူရသွန်းခြင်းနဲ့တူ လေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းကယ်စီလက်ခြင်းနဲ့မိုးတီကျွေခြင်းစသည့်မိုးလေဝသဖြစ်စေများဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခံမှန်းချက်တင်းတင်းတိုင်တိုင်းဒေသကြီးတွင်နေရာသေးသေးမှနေရာစိတ်စိတ်မိုးထစ်ချုံရနိုင်ပါသည်။နေပြည်တော်နှင့်ညီတော်အတွက်မနက်ဖြန်နဲ့ထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချုံရမည်ရွာရရရနုံ60ဖြစ်ပါသည်။ရန်ကုန်မြို့နယ်ဒီတော်အတွက်မနက်ဖြန်နဲ့ထိခံမှန်းချက် နေရာကွက်ကြားမုထစ်ချုံရနိုင်ပါတယ်။ရွာရံရနှုံး60ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတို့အတွက်မနက်ဖြန်နဲ့ထိခမန်းချက်တင်းတင်းတင်းဖြစ်ထုံးမည်။နောက်ဆုံးအနေဖြင့်ပင်လယ်ပြင်ခီးသွားများအတွက်မုလဝသာခမန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။မြမပင်လယ်ပြင်မြဝကျွန်းမမုတမကွေမွန်တနင်္သာရီကမ်းရိုးတက်တရှောင်းနေကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတရံမိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းတင်းတင်းမှလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်လီပြင်းချစဉ်ရေပြင်းပြင်းပြင်းလေးသည်တနာယီလ25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါသည်။လိုင်းမြင့်မှာမြဝကျွန်းမမုတ်တမခွေဝန်တင်းထိုင်ကံရတရှောင်းနှင့်ကံလွန်ပလဲပြင်းတို့တွင်ခုနှစ်ပေမှကိုပေခန့်ရှိနိုင်ပါသည်။ကြံမြမပလဲပြင်းတွင်လိုင်းနေငယ်မှ လိုင်းတင်တင်ရှိမည်။လိုင်းမြင့်မှာရခိုင်ကံရတရှောင်းနှင့်ကံလွန်ပလဲပြင်းတို့တွင်၄ပေမှ6ပေခန့်ရှိနိုင်ပါသည်။ရန်ကုန်မှာတင်းထိုင်ကံရတရှောင်းပလဲပြင်းခီရအတွက်မလို့သားခမန်းချက် ယနေ့မွန်တယ်မှာနောက်24နာရီတွင်ခံမှန်းချက်မွလေဝတာချင်းနေနေရာကျဲကျဲမိုးထစ်ချောင်းရမည်အမြင်တာလေးမိုင်မိုးရစင်တမိုင်ခန့်ရေပြန်လေးအရှိတမို့အရှိတောင်းတနိုင်ပလင်မိုင်35မိုင်တခါတည်းရ25မိုင်မှမိုင်30လိုင်းချင်းနေလိုင်းတင်တင်မှလိုင်းကြီးနိုင်ပါတယ်လိုင်းမြင့်ခုနှစ်ပေမှ9ပေခန့်ရန်ကုန်မှာရခိုင်ကင်ရက်တလျှောက်ပြလဲပြင်ခဲ့တဲ့အတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခန့်မှန်းချက် ဝလိဝတာချီနေနေရာွက်ကြားမုထစ်ချုံရမည်အမြင့်တား၄မိုင်မူရာစဉ်တမိုင်ခန့်ရေပြင်လေးအရှိသောမို့အရှိမြတနိုင်ပလဲမိုင်90မိုင်တခါတရံ15မိုင်မှ -10 နိုင်ချီနေနိုင်နေငယ်မှနိုင်တင်တင်ရှိမည်နိုင်မြင့်၄ပြီမှ6ပြီခန့်တို့ဖြစ်ပါသည်ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပြီးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနောက်ဆက်ပြီးခဲ့ကြတဲ့ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမွှေးလန်းကြပါစေရှင် ကျမတို့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။ပေးခဲ့ကြပါဦးနော်။